မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တင်ဘာလ29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ Big NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းရဲ့အကိုဖြစ်သူကိုဥဆောင်ဖမ်းဆီးခဲ့တဲ့ဒူရဲအုပ်မောင်ကိုကိုဗိုလ်ပြင်းမြို့နယ်ထဲမှာရှိတဲ့တရာဟောင်းပြိုကျမှုကြောင့်ပွဲချင်းပြီးတိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ည9နာရီခန့်ကဗိုလ်ပြင်းမြို့နယ်အလဲမန်ကြီးပါတရာဟောင်းပြိုကျခဲ့ပြီးတော့အဲဒီတရာပေါ်မှာရက်နေတဲ့ဒူရဲအုပ်မောင်ကိုကိုနဲ့အတူလေလုံသားအမျိုးသားတအုပ်တို့တရာနဲ့အတူပြုတ်ကျသွားခြင်းဖြစ်တယ်လို့သိရပါဗျ။တရာပြိုကျမှုကြောင့်ဒူရဲအုပ်မောင်ကိုကိုဟာတရာပေါင်နဲ့ရိုက်မိပြီးတော့ဦးကောင်းကွဲ့အပ်ဒဏ်ရာများနဲ့အခင်းဖြစ်ပေါ်တဲ့နေရာမှာပဲတိတ်ဆုံးသွားတယ်လို့သိရပါဗျ။၎င်းနဲ့အတူပြုတ်ကျခဲ့တဲ့အမျိုးသားဟာထိခိုက်ဒဏ်ရာတချို့ရရှိခဲ့တော့လဲတိတ်ဆုံးမှုတော့မရှိဘူးလို့ပြောပါတယ်။ တရားမပြိုခင်သူတို့လူတယောက်ကိုကြောပွဲအိတ်လှမ်းပေးပြီးပြီးချင်းမှာပဲတရားကပြိုကျသွားတာပါအဲ့ဒီမှာရက်နေတဲ့ဒူတွေတွေကနှစ်ယောက်ကျသွားတယ်အဲ့ဒီဒူရဲအုပ်ကအုံနိုင်ရဘောင်းနဲ့ရိုက်မိပြီးတော့တခါတည်းတည်သွားတာပါလို့ဖြစ်စဉ်ကိုသိရှိထားတဲ့ဒေသခံအမျိုးသားတို့ကအတိအပြုပြောကြားထားပါတယ်ပြည်ကြီးမန်တိုင်းမြို့မှာတာဝန်ထမ်းဆောင်နေတဲ့ဒူရဲအုပ်မောင်ကိုကိုဟာဘိမ့်မြုံမှာရှိတဲ့ဇနီးဖြစ်သူထံကိုပြန်လာတဲ့အချိန်အခုလိုမျိုးတည်ဆုံသွားခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ဒူရဲအုပ်မောင်ကိုကိုဟာတော်လိုင်းနဲ့ပတ်သက်တဲ့သူများကို ်ဥဆောင်ဖမ်းဆီးမှုမှာအဓိကပါဝင်သူတအုပ်ဖြစ်ပြီးတော့ဒေသခံများကိုအကြောင်းပြချက်မရှိဘဲနဲ့ဖမ်းဆီးဝင်ညံ့မှုများလှုပ်ဆောင်နေသူတအုပ်ဖြစ်နေနာမည်ကြီးနေတဲ့သူဖြစ်တယ်လို့သိရပါတယ်ပြီးခဲ့တဲ့2023ခုနှစ်ဇွန်လ6ရက်နေ့ကဗိမ်းမြို့နယ် NLD အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးမင်းစောတင့်ရဲ့အကိုအရင်းဖြစ်သူဥတင်တန်းဦးကို PDF များကိုငွေကြေးထောက်ပံ့ခြင်းနဲ့ တော်လိုင်းတပ်ဖွဲ့များကိုတရင်ပေးသူဆိုပြီးတော့ဆွဆွဲပြီးဥဆောင်ဖမ်းဆီးခဲ့သူဖြစ်ကြောင်းလက်ခံရရှိထားတဲ့ရဲချင်းနန်းစာသားမှာရေးသားထားတာကိုတွေ့ရပါတယ်။ဒီလူကမောင်ကိုကိုအရဲသားတွေကိုမူရဲစေးဝါးတွေရောင်းတယ်ပြီးတော့ဖမ်းတယ်ပြီးရင်ပတ်စံတောင်းပြီးတော့ဝင်ညှင့်တာပေါ့။တချို့ဆိုရင်ဘယ်အဖွဲ့နဲ့မှပတ်သက်မှုမရှိဘူးဖမ်းပြီးတော့ပတ်စံတောင်းတာသူလုပ်တဲ့ဟာတွေကပြန်ပြီးတော့အကျိုးပေးတာပဲအခုသူကိုယ်တိုင်ပြန်ခံရတာပဲလေ။ဒါပြည်သူကျိန်စာပဲလို့ဗိမျိုးကန်တို့ကပြောပြထားပါဗျ။ဒူရဲကိုမောင်ကိုကိုကိုဖမ်းဆီးခဲ့တဲ့ ဦးတင်တန်းဦးဟာဖမ်းဆီးခံရပြီးတော့ဇေယျအကြောင်းမှာစေကောင်းစီအုပ်စုရဲ့စစ်ကြောရေးမှာတေဆုံးသွားခဲ့ရအကြောင်းတရင်ရရှိပါရယ်ခင်ဗျာဒါပါ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအုပ်ဖုံမြို့နယ်မှာစစ်မှုထမ်းကြီးလစဉ်ကောက်ခံပြီးတော့ငွေကြေးမပိနိုင်တဲ့သူများကိုစစ်တပ်ခေါ်ပြီးတော့ပေါ်တာဆွဲဖမ်းဆီးနေတယ်။ယာယီမှုမြင့်အောင်ပြစ်ခတ်ခံရပြီးတော့တေးဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ28ရက်နေ့နေ့လယ်7:55မိနစ်ခန့်မှာအုပ်ဖုံမြို့နယ်ရှမ်းကုန်းရွာယာယီမှုမြင့်အောင်ကိုကာယဝရီခန်တိုင်ရင်33ရက်နေ့တခွင်းက Black Tiger ပျောက်ကြွတပ်ဖွဲ့ကတော်လိုင်းရဲဘော်များက၎င်းရဲ့နေအိမ်အတွင်းမှာတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ အခုလိုမျိုးပြစ်ခတ်တိုက်ခိုက်မှုအတွင်တော်လိုင်းရဲဘော်များကိုယာယီမှုမြင့်အောင်ကစစ်သားများထင်မှတ်ပြီးတော့မင်းများကအဲ့ခံရလုံဆောင်နေတဲ့အချိန်မှာတနက်နဲ့၄ချက်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ရင်ဘက်ကိုကြီးစံ၃ချက်ထိမှန်ကနေအိမ်မာရင်ပွဲချင်းပြီးတေဆုံသွားတယ်လို့သိရပါတယ်။တေဆုံသွားတဲ့ယာယီမှုမြင့်အောင်ကစစ်မှုတန်းဟောက်တအုပ်ဖြစ်ပြီးတော့အကြမ်းဖက်စစ်တပ်ရဲ့အမကန်ဒေါက်တိုင်တအုပ်လည်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်စစ်မှုထမ်းကြီးဆိုပြီးတော့ပြည်သူတွေစီကငွေကြေးများအတင်းကျပ်ကောက်ခံခြင်းစစ်မှုထမ်းကြီးမပေးတဲ့သူတွေကို စစ်တပ်ခေါ်ပြီးတော့ဖမ်းဆီးခိုင်းခြင်းလူငယ်များကိုစစ်မှုထမ်းရန်အတင်းအကျပ်စူးစောင်းခြင်းများကိုလှုံ့ဆော်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်ကျွန်တော်တို့ရဲဘော်တွေအိမ်ထဲကိုဝင်သွားတော့စစ်ခွေးတွေထင်ပြီးတော့ဇီယာတို့ကဘဲတက်စစ်ကလည်းလို့မေးတယ်ကျွန်တော်တို့လက်ဖက်ရည်ကြမ်းတောက်ပါအောင်လက်ဖက်တုပ်စားပါအောင်လို့ပြောပြီးတော့ထားတဲ့အချိန်မှာတနက်နဲ့၄ချက်ပြစ်ခတ်ခဲ့တာပါသုံးချက်ပဲကြည်စံထွက်လို့သုံးချက်စလုံးထိမှန်ပြီးတိတ်ဆုံးခဲ့ပါတယ်အဲ့ဒီအိမ်နဲ့မိုင်ဝက်လောက်ပဲဝေးတဲ့နေရာမှာခမရ6ကစစ်ခွေးတက်တွေရှိတယ် ဲ့လိုစစ်ခွေးတက်တွေရှိတော့ကျွန်တော်တို့ရဲဘော်တွေကိုသူတို့အချင်းချင်းစစ်ခွေးလို့ထင်သွားတာဗောလို့တာယာဝတီခရံတရင်၃၈၃၂တခွင်းက Black Tiger ပျောက်ကြတက်ဖွဲ့ကတောင်းရှိသူကပြောဆိုထားပါတယ်တာယာဝတီခရံတရင်၃၈၃၂တခွင်းက Black Tiger ပျောက်ကြတက်ဖွဲ့အနေနဲ့ပြည်သူများနဲ့တော်လှန်တက်ဖွဲ့များကိုဒုက္ခပေးနေတဲ့အခုလိုမျိုးအကြမ်းဖက်စစ်ကောင်စီအုပ်စုအပြင်၎င်းတို့ရဲ့ထောက်တိုင်များကိုလည်းတိုက်ခိုက်သွားမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းတန့်ဆယ်မြို့နယ်ကံထူးမရွာကိုအကြမ်းဖက်ဆက်တဲ့ကလေရင်နဲ့ဘုံကျဲတက်ခတ်မှုအတွင်းမှာ NUG ပညာသင်ကြားရေးအထက်ပညာတက်ကသောဒုတိယနှစ်အကြောင်းသူမထက်မိုးဦးအပါအဝင်တင်ဆောင်သူ17ဦးထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ26ရက်နေ့မနက်7:35မိနစ်ခန့်မှာတန့်ဆယ်မြို့နယ်ကံထူးမရွာကိုအကြမ်းဖက်ဆက်တဲ့ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေရင်နဲ့ပေါင်900ဘုံနှလုံးကျဲချတိုက်ခိုက်သွားတယ်လို့သိရပါဗျ။ အကြမ်းဖက်ဆက်တဲ့လေးချောင်းတိုက်ခတ်မှုအတွင်တင်ကြားရေးအထက်ပညာတက်ကတော့တိတ်ပံရေးဘွဲ့မူလာတန်းပညာရေးအထုပြုဒုတိယနှစ်ပထမနှစ်ဝမှာပညာသင်ကြားနေတဲ့မထက်မိုးဦးအပါဝင်ပြည်သူ၁၂ဦးသေဆုံးခဲ့ပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ၉ဦးထက်မနည်းရှိတယ်လို့သိရပါဗျ။အဲ့ဒီလေးချောင်းတိုက်ခတ်မှုအတွင်မှာသေဆုံးခဲ့တဲ့မထက်မိုးဦးဟာတက္ကသိုလ်ဝန်ထမ်းစာမေးပွဲကိုထူးချွန်စွာအောင်မြင်ခဲ့သူတဦးဖြစ်ပြီးတော့တင်ကြားရေးအထက်ပညာတက္ကသိုလ်ရဲ့ ထပ်မြတ်တွက်လက်တဲ့ចောင်းသူတို့ဖြစ်တယ်လို့သိရပါတယ်။အနာဂတ်ပညာရေးရဲ့ဆရာကောင်းဖြစ်လာနိုင်တဲ့သမီးကောင်းရတနာတယောက်ဆုံးရှုံးခဲ့ရတဲ့အတွက်မိသားစုနဲ့ထပ်တူတင်ကြရေးအထက်ပညာတက်ကတော်ဆရာဆရာမများနဲ့တငယ်ချင်းចောင်းသားចောင်းသူများကအထူးပင်ဝန်ထမ်းចောင်းအန်ယူဂျီဂျာကာလာတက္ကသိုလ်ကောင်းစီတင်ကြရေးအထက်ပညာတက္ကသိုလ်ကထုတ်ပြန်ထားပါရယ်ကန်ထူးမရွာကိုစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တာတေဆုံးသူ၁၂ဦးထိရှိသွားပါပြီပြင်းထန်တဲ့အရရှိသူတွေလည်းပါဝင်ပါတယ်လို့တန်းဆယ်ဘက်ကဘက်ကတာဝန်ရှိသူကပြောကြားထားပါရယ် ။အကြမ်းဆက်တဲ့ဟာတန်ဆယ်မြို့နယ်ကန်ထုံးမရွာမှာရှိတဲ့လူစီကားယာနိုဘယ်စီဆိုင်နဲ့စားတောက်ဆိုင်ကိုဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဒေသုံးသူများထဲမှာကိုဝင်းဆောင်အမျိုးသမီးလဲပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်ကဒုတိယရဲချုပ်တက်ရဲဘုတ်ချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘုတ်ချုပ်အောင်နိုင်သူတို့ကိုရာထူးတာဝန်ကနေအနာပေးပြီးတော့ကြံဖို့ပါတီကနေတဆင့် ရွေးကောက်ပွဲဝင်ခန်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အခုနှစ်စက်တင်ဘာလဇန်အတွင်းမှာရဲဘော်ချုပ်များဖြစ်ကြတဲ့ဒုတိယရဲချုပ်တက်ရဲဘော်ချုပ်တင်ကိုကိုနဲ့ဒုတိယရဲချုပ်နဲ့ရဲဘော် အောင်နိုင်သူတို့ကိုယာရုကနေအနာပေးလိုက်တယ်လို့သိရပါတယ်။၎င်းတို့နှစ်ဦးစလုံးဟာကျပ်ဖို့ပါတီရဲ့လွတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ်နဲ့တရားဝင်စီရင်သွင်းထားပြီးဖြစ်တယ်လို့သိရပါတယ်။ရဲတွေကလည်းဒီကောင်တွေသွေးသစ်လောင်းတာပေါ့။ရှေ့ကရဲချုပ်နှစ်ယောက်ကလည်းရွေးကောက်ပွဲဝင်ပြရမယ်။မန္တလေးတိုင်းဒေသကြီးတွေကနေဝင်ပြရမယ်။အဲ့ဒါကြောင့်မို့လို့ရဲချုပ်နှစ်ယောက်ကိုကြက်ပြီးတော့ပြန်ပွဲထုတ်လိုက်တာပေါ့လို့စီရင်ဘူကြီးစင်ယောကပြောပြထားပါတယ်။ ဒုတိယရဲချုပ်တဲ့အပြင်ရဲဘော်ချုပ်ဝင်းဘော်ကိုခန့်အပ်လိုက်ပြီးတော့ရဲဘော်ချုပ်ဝင်းဘော်ဟာစစ်တပ်ကတော့အပတ်စဉ်31ကြောင်းစင်စစ်အရာရှိကြီးဘဝကလည်းရဲဘက်ကိုရာထူးကြီးနဲ့ပြောင်းရွှေ့လာခြင်းဖြစ်တယ်လို့သိရပါတယ်။ဒုတိယရဲချုပ်နှစ်အပြင်ရဲဘော်ချုပ်မျိုးမင်းထိုက်ကိုပြောင်းလဲခန့်အပ်လိုက်ပြီးတော့၎င်းဟာရဲစစ်စစ်တအုပ်ဖြစ်တယ်လို့သိရပါတယ်။မကြာသေးခင်ကလည်းစစ်တပ်ကဘိုးချုပ်ကြီးတအုပ်ဒုဘိုလ်ချုပ်ကြီး6ဦးဘိုးချုပ်12ဦးဘုံမှုချုပ်ဘုံမှုကြီးနဲ့ဒုတိယဘုံမှုကြီးအယောက်300ဘိုးကြီးနဲ့ဘိုးမှု130ဦး ရုံးတက်ကတက်ကြကြီးစီရဲ့အထိပါအခြားအဆင့်ထိအယောက်60ဦးစုစုပေါင်း489ဦးကိုကျက်ဖို့ပါတီကိုစစ်ခေါင်းဆောင်ကပြောင်းရွှေ့စေခဲ့ပြီးတော့စစ်အရာရှိကြီးအများစုဟာကျက်ဖို့ပါတီကိုကိုးစားပြုပြီးတော့ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်သွားကြမှာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်တွင်းမပြူစောတိရွာကနေငါးမြရန်ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးများကိုပြစ်ခတ်တိုက်ခဲ့ရာစစ်ခွေး၃កောင်တိတ်ဆုံးပြီးတော့တနက်တလက်တင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တင်ဘာလ28ရက်နေ့မှာမြိုင်မြို့နယ်တောင်ပိုင်းတွင်းမပြူစောတိရွာကစစ်သား၅ဦးဟာရွာရဲ့အနောက်ဘက်မှာရှိတဲ့ဆဲမှာငါးမြရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အခုလိုပြစ်ခတ်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်က၃ဦးတိတ်ဆုံးက MA အမျိုးအစားတက်လက်တက်လက်နဲ့ခရယံများကိုသိမ်းဆီးရရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။မြိုင်မြို့နယ်တောင်ပိုင်းတွင်းမပြူစောတိရွာကစစ်ခွေးတွေကရွာရဲ့အနောက်ဘက်မှာရှိတဲ့ဆဲမှာငါးများဖို့ထွက်လာတော့တော်လိုင်းတက်ဖွဲ့တွေနဲ့ပြစ်ခတ်မှုဖြစ်ပွားခဲ့တာလို့သိရပါတယ်။စစ်ခွေးငါးကောင်ထွက်လာတာသုံးကောင်တွေပြီးတော့တနက်တက်လက်ရလိုက်တယ်လို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဆစ်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ